ရောခိုကအကြံဖတ်မှုတွေနဲ့အတွေ့အကြုံရှိသေးတဲ့မိသားကြီးကိုစိတ်ငြိမ်သွအောင်ဖာဗလဲကိုဟာတာပြောခိုင်းပါတယ်။ဖာဗလဲကတော့ကြောင်းတောင်တွေလှုပ်ပြနေပြီးအဲနောက်မှာအပြင်ကအဆောင်သုံးယောက်ကိုရှင်းဖို့လုပ်ရပါတယ်။မိသားကြီးကိုလည်းမကြောက်ဖို့နဲ့ဒီထဲမှာပဲနေဖို့မှာခဲ့ပြီးဆူနာကာဝါကတော့သူ့လက်အောက်ခံကိုတတ်ခဲ့လာဆိုပြီးခိုကြီးမကိုစစ်မေးနေပါတယ်။ခိုကြီးမကဝန်မခံပေမဲ့စက်ပြီးပြီးလုံးနေတာကြောင့်ဆူနာကာဝါလည်းကြိမ်နှုံးအတန်လွန်ဆက်ကိုဖွင့်လိုက်ပါတယ်။ အရိယကဗလာကြီးကအခြားအဆောင်နှစ်ယောက်ကိုရှင်းမလို့နေပြီးအသင်းဆောင်နေတဲ့ဂျေဇာကခိုကြီးမောင်ကိုတနက်နဲ့လမ်းပြပေးမဲ့သူပြစ်လိုက်တဲ့ဂျေဇာကိုဖာဗလယ်ကလမ်းပြပြီးလမ်းညောင်းလွှဲလိုက်ပါတယ်။အရိဂျေဇာကိုဆူနာကဝငှားထားတဲ့ဆိုတာကိုလည်းဖာဗလယ်ကတွေးမိလိုက်ပါတယ်။တဖက်မှာတော့အေဘီဟာရာကဖာဗလယ်ကိုဘာလို့ဆစ်ချင်တာလဲဆိုပြီးဝှစ်ဆောင်အပြင်းနဲ့လူကိုမေးပါတယ်။သူပြောတာကတော့တခါတုန်းကကလေးမလေးတယောက်ဟာဗလီပါရမီရှိပေမဲ့စကားအပြောအဆိုမတတ်ဘဲဖြစ်နေပါတယ်။ အဲ့ဒါကြောင့်မိဘတွေကစကားကောင်းကောင်းပြောတတ်အောင်သင်ပေးလိုက်တဲ့အခါဗဂျီပါရမီကလည်းတဖြည်းဖြည်းပြောက်ွယ်သွားခဲ့ပါရင်နယ်ပယ်အသီးသီးမှာပါရမီပါတဲ့သူတွေရှိရသလိုဖာဗလဲကလည်းတက်ဖြတ်ရေးမှာပါရမီရှိရသူဖြစ်ပါရင်ဒါပေမဲ့ဖာဗလဲရဲ့ပါရမီကရောဗဂျီပါရမီပြောက်ွယ်သွားတဲ့ကလေးမလေးရဲ့ပုံစံလိုဖြစ်နေမလားဆိုတာသိချင်မိနေပါရင်အဲ့ဒါကြောင့်ဖာဗလဲကိုတာမန်လူတွေရဲ့ပုံစံအတိုင်းနေခိုင်းပြီးစောင့်ကြည့်နေကြတာဖြစ်ပါရင် ပြောရရင်သူ့ရဲ့ရည်ရွယ်ချက်ကတော့ Favela ရဲ့ထူးချွန်တဲ့တပ်ဖြတ်ရေးစကေးတွေကိုရောကြသေးချင်တာပါ။အဲနောက်ဒါတချောင်းအောင်ထုတ်ပြလာခဲ့ပြီးအဲ့ဒီဒါကို Rambo ဒါဆိုပြီးခေါ်လို့ရတယ်လို့1980လောက်က Survivor ဒါဆိုပြီးတော့လည်းလူသိများကြပါရင် Rambo ဒါတွေကို Jamie Lyne ဆိုသူကစမ်းသစ်တီထွင်ခဲ့ပြီးအခုသူကန်ထားတဲ့ဒါကတော့ Jamie Lyne ကိုရင်သုံးဖို့ပြုလုပ်ထားတဲ့ဒါဖြစ်ပါရင်ဒီဒါကိုတော့ Rambo စကားထဲမှာထည့်မရိုက်ခဲ့ပဲဒါကောင်းတွေကဘယ်တော့မှပေါ်အုံမထွက်ဘူးဆိုပြီးပြောပါရင် ဝတ်ဆောင်တဲ့လူကဒေတာကိုမြင်လူသက်သမားအဖြစ်ပြောထောင်ခံခဲ့ရတဲ့ Favela ကိုမြင်ရောက်မိပါတယ်။ Favela ရဲ့တပ်ဖြတ်ရေးစတိုင်တွေကအခုခေတ်မှာပြောက်ွက်နေပြီဖြစ်ပြီးဒီရနေစစ်ဆေးချက်တွေစောင့်ကြည့်ရေးကင်မရာတွေကြောင့်ပြောင်းလဲမှုကြီးတွေဖြစ်ပေါ်နေပါတယ်။ဝတ်ဆောင်တဲ့လူကအခုခေတ်မှာအလုံးလုံးတော့မဲ့ဆိုရင်ဒါကောင်တက်လက်ဖြစ်တဲ့ Rambo Data ထက်ပိုပြီးထက်တဲ့ဒါကိုရွေးချယ်မှာဖြစ်ပါတယ်။ဒါပေမဲ့ဝါသနာအရတော်တတော်မယ်ဆိုရင်တော့ရမ်ဘိုဒါကိုတည်ဆောင်သွားမှာပါဝစ်ဆုံတဲ့လူကဒီဒါကိုမဆွပြစ်နိုင်တဲ့လိုမျိုးပဲစကိတ်ကောင်းမိမဲ့ဒီဘက်ခင်းနဲ့မဝင်ဆန်တော့တဲ့ဖာဗလဲကိုမပြစ်ပယ်နိုင်ပါဘူး အဲ့ဒါကြောင့်ဖာဗလန်နဲ့စပ်ပြီးပတ်သက်မဲ့ဆိုရင်တက်ပြစ်မဲ့ဆိုပြီးအဘီဟာရာကိုမှာခဲ့ကပြန်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့မီဇာကီးကိုတနာတဲ့ဆိုတဲ့ဘဲကဘလာကြီးကိုရှင်မချနိုင်မဖြစ်နေပါတယ်။ဘဲလီကကိပောက်စင်ပရိုဆိုပေမဲ့ဘလာကြီးကဒီလောကမှာတော့ငါကပရိုပဲဆိုတဲ့အထာနဲ့ဆောင်းကြွနေပါတယ်။အဲအချိန်ဖာဗလန်ရောက်လာပြီးဘလာကြီးကိုပယ်ပယ်နဲ့နဲ့တီးပေးနေရင်မီဇာကီးကိုခေါ်ထုတ်သွားပေးဖို့ဘဲလီကိုပြောလိုက်ပါတယ်။ဘဲလီကလည်းဥကြောင်ကြောင်ဖြစ်နေပေမဲ့မီဇာကီးကိုကောက်ွယ်ပေးဖို့ထွက်သွားပြီးဖာဗလန်ကအတန်လိုက်ရက်သွားရင်ထွက်သွားဖို့မှာလိုက်ပါတယ်။ ဗလာကြီးကိုတော့နိုင်ညိုနာလေးကြီးတလုံးသွင်းပေးလိုက်ပြီးအသက်မခံလိုက်ရတဲ့ခိုကြီးမတို့ကလည်းဝင့်နေရပါရင်ကျေးဇာကတော့ခိုကြီးမကိုတတ်ဖို့ထက်သူ့ရဲ့ကြီးစံလမ်းကြောင်းကိုလွှဲအောင်လုပ်သွားတဲ့ဖာဗလက်ကိုတတိထားနေပါရင်ခိုကြီးမကတော့သူ့ကိုဆူနာကဝတတ်ချင်နေမှန်းသိလို့တနတ်ဆောင်ထားပြီးတာကဟာရှိကိုတော့တနတ်အတုပေးထားပါရင်ဖာဗလက်ကဗလာကြီးအပြင်အောက်ထပ်မှရှိနေသေးတဲ့တယောက်ကိုရှင်းဖို့မိโกပုံပြစ်လိုက်ပြီးဆင်းသွားခဲ့ပါရင်ဗလာကြီးကလည်းဖာဗလဲဆိုတာတည်တော်လာကြောင်းရန်သူကဖာဗလဲပဲဆိုပြီးအော်ဟစ်တတိပေးလိုက်ပါရင်မိသားကြီးတို့ကအတန်လိုက်ရက်တော်တာနဲ့ထွက်ပြေးဖို့အသင်းဆောင်နေကြပါရင် ဖာဗလက်ကတော့မိဂုံငွေတွေကြာကနေကျေးစားကိုဇက်တိုက်ပြင်းနေပေမဲ့ကြီးအစ်စ်တွေမဟုတ်လို့တိတ်မနာပဲဖြစ်နေပါရင်ဒါပေမဲ့ဒူကောင်းအောင်ပြစ်ခတ်လိုက်ရတဲ့အခါမှာတော့ကျေးစားလဲလဲကျသွားခဲ့ပါရင်ဖာဗလက်ကတော့ကျေးစားကိုဘာမှဆက်မလုပ်ပဲသူ့ရဲ့တနတ်အစ်စ်ကိုယူလိုက်ပြီးခိုကြီးမောင်ကိုပြစ်လိုက်ပါရင်အဲ့နောက်အတန်လွှဲဆက်ကိုဖျက်ဆီးလိုက်ပြီးတာကဟာရှီရဲ့တနတ်ကလည်းအတူကြီးဆိုတာသိရကြောင်းလွယ်လွယ်ကူကူပဲခိုကြီးမောင်ကိုဆွဲခေါ်သွားပါရင် အတန်ရက်တော့တော့မီဇာဂီတို့လည်းထွက်ပြေးကြပြီးဖာဗလဲတို့ကတော့ခိုကြီးမောင်ကိုကားနောက်ဖုံနဲ့ထည့်ပြီးခေါ်လာခဲ့ကြပါလိမ့်ယောဂုတ်ကဖာဗလဲလူသက်ခမ်းမိမောင်ကိုစိုးရိမ်နေပြီးဖာဗလဲအတွက်တော့လူမသက်ရတာကိုကခက်ခဲနေပါလိမ့်ဘောက်စင်ဘယ်လီနဲ့မီဇာဂီတို့ကလွတ်လာကြပြီးမီဇာဂီကမျက်နှာဖုံနဲ့လူသူမောင်ကိုဘာလို့ကဲခဲ့တာလဲဆိုတာစဉ်းစားမရဖြစ်နေပါလိမ့်ဘောက်စင်ဘယ်လီကလည်းဖာဗလဲရဲ့ကဲတင်ပေးခြင်းကိုခံခဲ့ရတာဖြစ်ပြီးအခုဆိုရင်မီဇာဂီကိုကူညီပေးမယ်လို့ပြောနေပါလိမ့် တဖက်မှာတော့အချင်းချင်းတက်ဖို့စီစဉ်ထားပြီးမှ Favlet ကြောင်းဝင်ရှောက်သွားလို့ Favlet အကြောင်းကိုမသိရသေးတဲ့ Sunagawa ကတင်နေပါရင်ကျေးဇာက Favlet ဆိုတာဒနာယီလာကျေးဇာအဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့်သူတို့ကိုယ်တိုင်လည်းသိချာမသိဘူးလို့ပြောပါရင် Favlet နဲ့ထိတိုက်တွဲခဲ့ရပြီးအရှုံးနဲ့ရင်ဆိုင်လိုက်ရတဲ့သူတို့အတွက်တော့အထင်သေးခံရခြင်းတွေကိုခံစားလိုက်ရပါရင်အဲ့ဒါတွေထက်ခိုကြီးမောင်ကိုတနက်နဲ့ပြပြီးမှခေါ်သွားတဲ့ Favlet ရဲ့ရည်ရွယ်ချက်ကိုသိချာမသိကြပါဘူး Favlet ကတော့ခိုကြီးမောင်ကိုအိမ်ခေါ်လာခဲ့ပြီး Misaki ကလည်းအိမ်ကိုဘေကင်းကင်းနဲ့ပြန်ရောက်သွားခဲ့ပါရင် တစုံတရာဖြစ်ခဲ့ရင်ဖုံးဆလို့ရအောင်ဘောင်စင်ပဲလေးကသူ့ဖုံးတလုံးပေးခဲ့ပါရင်ကြည်စားကဖာဗလဲတွေဟာမာဂူရိုဂိုင်းဘက်မှာရှိနေတယ်ဆိုပြီးပြောလိုက်တော့မာဂူရိုဂိုင်းသားတယောက်ဖြစ်တဲ့ဆူနာကာဝအတွက်စဉ်းစားစရာဖြစ်လာပါရင်ဆူနာကာဝကကြည်စားကိုလူသက်ခိုင်းထားတာခိုကြီးမအပြင်နောက်တစ်ယောက်ရှိပါသေးတယ်အဲဒါကြောင့်ကြည်စားကအဲ့ဒီတယောက်ကိုတတ်ချင်ရင်လှောက်ရှားပေးမယ်ဆိုပြီးပြောတော့ဆူနာကာဝကလုံးစင်နာကိုလောက်ရအောင်မယ်ဆိုပြီးအကားဟာရှိတို့ကိုပြန်လွှတ်လိုက်ပါရင် အဲ့နောက်သူ့ရဲ့နောက်ပြမျက်ကိုသိနေတဲ့မရင်းကောင်ကတုံးကိုသွားတက်လိုက်ပါရင်အစီအစဉ်တွေဖြတ်စည်းခံလိုက်ရတဲ့ဆူနာကာဝါကအခုဆိုရင်သူ့ရဲ့နောက်ပြမျက်ကိုသိနေတဲ့လူတွေအကုန်လုံးကိုတတ်ပြစ်မှာဖြစ်ပါရင်ကြီးစားနှစ်ယောက်ကတော့သူ့အတွက်သုံးလို့ရသေးတဲ့တန်ဖိုးရှိရာကြောင့်လွတ်ထားပြီးဖာဗလက်အကြောင်းကိုလည်းစုံစမ်းအောင်ပါတဖက်မှာတော့ပြန်တတိရလာတဲ့ခိုကြီးမအရှိမအဘီဟာတော့လည်းရောက်နေပါရင်ခိုကြီးမ1015နှစ်ကြာခဲ့ရတဲ့အကြောင်းရင်းကတော့အမျိုးသမီးတယောက်ကိုလေဝင်းညိပ်ပြီးတတ်ခဲလို့ဖြစ်ပါရင်အဲ့ဒီအကျိုးဆက်ကြောင့်ထောင်ချခဲ့တဲ့အပြင်ပန်းတည်သွားခဲ့ပါရင် နေကြီးသမားတွေထောင်ကားလွတ်လာရင်အများစုကအစားအသောက်ကောင်းကောင်းနဲ့မိမတွေကိုတောင်းတလေးရှိကြပါရင်15နှစ်အကြာမှထောင်ကားနေလွတ်လာခဲ့ရတဲ့ခေါကြီးမမအဲ့လိုစိတ်မျိုးမရှိရကြောင်းပန်းသိနေတယ်ဆိုတာအေဘီဟာရာကအတက်ပြောနိုင်နေပါရင်အဲ့ဒီလိုပန်းသိခြင်းကြောင့်တခုခုဆိုရင်ကိုယ်စိတ်ကိုမထိန်နိုင်တော့ပဲအကြံဖတ်မှုတွေကိုပြုလုပ်လာတာဖြစ်ပါရင်ဖာဗလေကတော့သူတို့ကိုရှောင်ပေးရင်ဂရီပေးထားတဲ့အတိုင်းမိစာကြီးပုံကိုဆွဲပေးနေပါရင်အဲ့ဒီပုံကိုရုပ်ခုမြင်တော့သေလောက်အောင်ရှယ်တာပေါ့ အဘိဟာရကပြဒနာတွေပြလဲဖို့သူနာကဝါကိုပြန်နှောင်းမယ့်ရမယ်လောလောဆယ်မင်းရဲ့တန်ရာကိုစိတ်ယုံပြရမယ်ငါမင်းရဲ့ဘေးနားမှာရှိနေပေးပါမယ်ဆိုပြီးခေါကြီးမောင်ကိုပြောနေခဲ့ပါတယ်ဒါပေမဲ့ဒါဟာဟန်ပြစကားတွေဖြစ်ပြီးယာကူဇာတွေရဲ့ဆက်ဆံရေးပုံစံကြောင့်ခေါကြီးမောင်ကိုတတ်မှတ်ရတော့မှဖြစ်ပြီးခေါကြီးမောင်ကလည်းသူအသက်ခံရမှာကိုသိပါတယ်နောက်ဆုံးမှတော့အဘိဟာရကသူညီအရင်တယောက်လိုခင်ရတဲ့ခေါကြီးမောင်ကိုသူ့လက်နဲ့ပဲကိုယ်တိုင်တတ်လိုက်ရပါတယ် ခေါ်ကြီးမရဲ့နောက်ဆုံးစကားကတော့အကိုကြီးရဲ့ငါတောင်မှတ်မှာလေဆိုတဲ့စကားလေးဖြစ်ပြီးနေထင်မှာအပေါင်းနဲ့သိဆုံးခဲ့ရပါတယ်။ဖာဗလဲရောက်လာတဲ့အခါအေဘီဟာရာကအတိတ်ပဲတစ်မျိုးနဲ့ဘလို့ထင်လဲဆိုပြီးမေးတော့ဖာဗလဲကဘာကိုပြောတာလဲလို့ပြန်မေးပါတယ်။ခေါ်ကြီးမအလောင်းအေဘီဟာရာကသူ့လူတွေရှင်းပေးလိုက်မယ်လို့ပြောပြပြီးဘလို့ထင်လဲဆိုပြီးထပ်မေးပါတယ်။ဒီတစ်ခါမှာတော့ဖာဗလဲကသူသာမရှိရင်ဆက်ရုံမှာကလေးကခေါ်ကြီးမအသက်ခံလိုက်ရပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။ ဒီဘအခန်းမှာအလောင်းရှင်လေးရဲ့လုံးမဖြစ်လို့ဖာဗလယ်ကယောဂုအခန်းမှာသွားနေရမှာဖြစ်ပါတယ်။မိစာကီကလည်းသူ့ရဲ့အိမ်နဲ့အတူအိမ်သောတွေပြောက်သွားလို့ယောဂုစီကိုရောက်လာခဲ့ပါတယ်။အလောင်းရှင်မင်းမဲ့လူကတနန်ရောင်နဲ့မောင်ခိုသမားဖြစ်ပြီးခိုကြီးမရဲ့ခန္ဓာကိုယ်ကိုနုံနုံဆင်ပြီးငါးစာကျွေးမှာဖြစ်ပါတယ်။အဘီယာရာကခိုကြီးမကိုတနန်ရောင်လိုက်တာဒီမောင်ခိုသမားဆိုတာတွင်းပြီးပေမဲ့မောင်ခိုသမားကတော့ညင်နေပါတယ်။ အဘိဟာရလည်းသူညင်ရဲ့ထွက်သက်ကိုမရသချင်တာကြောင့်ငါးသမကြွေးခိုင်းပဲမိရှုပ်ပြီးမြမြုပ်ပေးဖို့ပြောပါရင်ဒီလိုဆိုရင်မောင်ခုသမားအတော့ဝင်ဆောင်ကပို့ပေးရမှာဖြစ်ပြီးအဘိဟာရကတော့ပတ်စံကိုဂယူဆိုင်တာမဟုတ်ပဲသူညင်ကိုကောင်းကောင်းမွန်မွန်မြမြုပ်ပေးချင်တာဖြစ်ပါရင်မိသာကီကတော့အဖျားတက်ပြီးအိမ်သာထဲမှာမေးလေသွားလို့ယိုခိုနဲ့ဖာဗလေတို့ကပဲကူညီရပြန်ပါရင်အိမ်မထဲမှာအကြံဖတ်ခံခဲ့ရတာတွေအပြင်ဖာဗလေကသူမကိုကူညီပေးမယ်လို့ပြောခဲ့တာကိုမြင်မှတ်ခဲ့ပါရင်ပြန်နိုးလာတဲ့အခါသူမကိုတုံးလုံးနဲ့မိလဲသွားလို့ဖာဗလဲကိုပါအကူအညီတောင်းလိုက်ရကြောင်းမုန်းနေတဲ့ရုပ်ခုကပြောပြပါရင် အဲ့ဒါကြောင့်မီဇာကီလက်ဆက်သွားပေးမယ်ယောဂိုကတော့အမှုလုံမီအိပ်ပျော်သွားပါတယ်အဘီဟာရာကခိုဂျီမာကိုတတ်လိုက်ပြီဖြစ်ကြောင်းဓပုတ်နဲ့တကွာဆူနာကာဝါကိုပြလိုက်ပါတယ် အဲ့ဒါကြောင့်ဒီတစ်ခေါက်ကိစ္စတွေကိုဒီနေရာမှာကြေလိုက်ဖို့ပြောပေမဲ့ဆူနာကာဝါကတော့အင်ဒီနဲ့လုံနေပါတယ်ဆူနာကာဝါကခိုကြီးမသာအသက်ရှင်နေသိရင်ပြည်စီသွားတဲ့သူ့လုပ်ငန်းတွေကိုအဖက်ဆက်လို့ရတယ်ဆိုပြီးလိန်ပြောပါတယ်အဲ့ဘီဟာရကလည်းဆူနာကာဝါကျေးဇာ၂ရောက်ငါပြီးခိုကြီးမကိုတတ်ဖို့လုပ်ခဲ့တာတီးပြီးသားဖြစ်ကြောင်းခြားခြားလက်ကျပြန်ပြောလိုက်ပါတယ်ဆူနာကာဝါကလည်းဖာဗလက်အကြောင်းမေးကြည့်တဲ့အခါမှာတော့အဲ့ဘီဟာရကသူ့မတိကြောင်းဖင်ပေးညင်နေပြီးဆူနာကာဝါကလည်းလုံးဝမယုံပါဘူးအဲ့နောက်တော့ဒီကိစ္စကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ကြပြီးအဲ့ဘီဟာရကမီဇာကီကိုမထီတော့ဖို့မာခဲ့ပါတယ် ဖာဗလဲကမိဇာကီပုံတွေဆွဲပြီးတော့မိဇာကီစီပို့ပေးထားပါရင်ပုံတွေထဲမှာမိဇာကီကိုတုံလုံးနဲ့မိလဲတော်တုံးကပုံတွေပါဆွဲထားတာကြောင့်မိဇာကီလဲဆုံးသွားသွားရပါရင်ဖာဗလဲအိမ်ပြန်တဲ့အခါထိုင်ကုန်းပေါ်မှာတည်သွားခဲ့ရတဲ့ခိုကြီးမအလောင်းမြင်အောင်မိနေပြီးအဲနောက်တော့ဒရမာကြည့်ပြီးအပန်းဖြေပါရင်ဖာဗလဲရဲ့တရှိမှုကိုသိတာအဗီဟာရာနဲ့ခူရိုးအပြင်သူတို့ရဲ့ boss အပါအဝင်၃ယောက်ပဲရှိပါရင်အဲဒါကြောင့်ဆူနာကဝါကဖာဗလဲအကြောင်းခူရိုးကိုလာမေးမှဆိုလို့အဗီဟာရာကလည်းနှုတ်လုံအောင်နေဖို့တတိပေးထားရပါရင် အဘီဟာရာကခိုဂျီမာကိုတော့ပြောင်းနေတယ်ဆိုပြီးပြောထားပါရင်ခူရိုကပတ်စံအသေးအသန့်ရှာနေတဲ့မီဇာကီကိုပတ်စံရသေးချင်တာကြောင့်ခိုဂျီမာနဲ့မိတ်ဆက်ပေးခဲ့တာဖြစ်ပါရင်ဒါပေမဲ့ယာကူဇာတွေမှလည်းမကြော်သင့်တဲ့စီးတွေရှိရာကြောင့်နောက်တစ်ခါဒီလိုမလုပ်ဖို့အဘီဟာရာကပြောပါရင်ဖာဗလဲကိုအကြနေတဲ့ခူရိုကတော့ထုံးစံအတိုင်းဖာဗလဲအကြောင်းတွေကိုတကားဟာချီစီပြန်မင်းနေပါရင်ခူရိုကတကားဟာချီတို့အမြင်မှာဆိုရင်ဖာဗလဲကိုမကြိုက်ချင်အောင်ဆောင်နေပေမဲ့ တကယ်တမ်းမှာတော့ Favela လုတ်ခဲ့တဲ့အရာတွေကိုပြောသင်ကြတာနဲ့စိတ်လှုပ်ရှားနေပါတယ်။တစ်ဖက်မှာတော့ Favela ကငါးသိန်းပေါ်မှာအစာပလာတွေထည့်ပြီးခေါင်းမိုးထမ်းမှမိဖို့နဲ့သွားကင်ပါတယ်။ငါးလေးကင်မီကောင်းကင်ကြီးကိုကြည့်ရင်ငញ្ញမ်းမှုကိုအပြည့်အဝခံစားနေတာပေါ့ဗျာ။